မ်ဒါလာချိန်နာချင်းကိုက်ခဲချင်းကိုဘယ်လိုလုပ်ရမလဲတခါတခါမ်ဒါလာချိန်မှာမိန်ကလေးတော်တော်များများစီစဲကိုက်ချင်းခါကိုက်ချင်းရင်သားနာချင်းချင်းစတဲ့နာချင်းကိုက်ခဲချင်းဝေဒနာကိုခံစားရတာကြောင့်မ်ဒါလာချိန်မှာနေထိုင်မှုအစားအသောက်ပုံစံကိုယူဆိုင်ပြီးဖို့လိုပါတယ်။ဘာတွေလဲဆိုရင်မ်ဒါလာချိန်မှာအစီအစိမ့်တွေစားခြင်းကိုရှောင်ပေးပါ။အပြင်အစားအစာစားခြင်းကိုလည်းတက်နိုင်သမျှရှောင်ပေးပါ။လက်ဆက်တဲ့ဟင်းသီးရည်လေးတွေကိုဦးစားပေးပြီးစားပေးပါ။ရှင် များများတောက်ပေးပါလက်ဆက်တဲ့တိတိများစားခြင်းဖြော်ရည်တောက်ခြင်းမျိုးပြုလုပ်ပေးပါ ကော်ဖီလက်ဖက်ရည်တောက်ခြင်းမျိုးတော့ရှောင်ပေးပါ အရက်ဘီယာတောက်ခြင်းမျိုးရှောင်ပေးပါရေနွေးနွေးလေးတောက်ပေးပါအေးသောအစားစာများဖြော်ရည်များတောက်ခြင်းမျိုးရှောင်ပေးပါအပူစက်စားခြင်းမျိုးရှောင်ပေးပါဝစီစက်ခါကိုက်ပါကရေနွေးအိတ်ကလေးကိုစစ်စစ်တဝိုက်ခါကိုက်တဲ့နေရာတွေမှာကပ်ပေးပါ ခိုက်တဲ့နေရာတဝိုက်ကိုစီလင်းလင်းပြီးအသာရနေနေပေးပါအားနဲ့နေချင်းမျိုးရှောင်ပေးပါသွေးလက်ပတ်မှုကောင်းစေအောင်ကိုယ်နဲ့လှရှာမှုပြုလုပ်ပေးပါတမ်ဒနာချေဘာမှမလုပ်ပဲအေးရတဲ့ငြိမ်ငြိမ်လေးနေချင်းမျိုးရှောင်ပေးပါတကူရင်တန့်ရှင်းရေးကိုရင်းနှီးနှီးလေးနဲ့ရီချုပ်ပေးပါဆရာတွေကိုတမ်ဒနာချေမှာနာကျင်ကဲ့ခြင်းဝေဒနာကိုတပ်ပါစေနိုင်ပါတယ်နောက်ပြီး တမ်တလာချေသူစစ်စစ်မှုများပါကမူဝေချင်းကောက်ကဲ့ချင်းအော့အန်ချင်းမျိုးဖြစ်ပါကတက်ကြွနဲ့ဆရာဝန်နဲ့ပြတ်တော့ပါလို့မလိုက်ချင်ပါလေခင်ဗျာ